ီဝတ်ဝုံကကမ္ဘာပေါ်မှာကံအစိုးဆုံးဝတ်ဝုံဖြစ်ပါတယ်။သူ့ကိုပိုလာဝတ်ဝုံနဲ့မှားပြီးတော့ရေခဲတွေပဲရှိတဲ့အာတိတ်ဒေတာကို၃ချိန်တိတိပို့ခံလိုက်ရတယ်ဗျ။သူ့နာမည်ကဂျိုဘီဖြစ်ပါတယ်။သူက အလွန်ကိုရှားပါတဲ့ဝတ်ဝုံဖြူမျိုးဖြစ်ပြီးတော့အဲ့အတွက်ကြောင့်ပဲသူ့မှာပြဿနာရဲ့အများကြီးတက်ခဲ့ရပါတယ်။ 2021ခုနှစ်မှာကနေဒါရဲ့တော်ရဲကိုလိလာရေးဆင်းတဲ့လူတွေကဒီဝုံဝုံကိုတွေ့ခဲ့တွေ့တဲ့အချိန်မှာဘာဖြစ်လို့ပိုလောက်ဝုံဝုံကြီးကဒီတော်ရဲကိုရောက်နေလဲဆိုပြီးတော့မိကုန်းထုတ်တယ်မိကုန်းထုတ်ပြီးတော့သူတွေက အမားကိုအမှန်ပြင်မယ်ဆိုပြီးတော့အဲ့ဝုံဝုံကြီးကိုအာတိတ်ဒေတာကိုပို့ဖို့အတွက်စုံမသက်ချလိုက်တယ်အဲ့ဒါနဲ့ဝုံဝုံကြီးကိုမေးစေးထိုးပြီးတော့အာတိတ်ကိုပို့လိုက်တယ်အာတိတ်မှာမေးစေးပြည့်ရဲ့အချိန်မှာဝုံဝုံကြီးကတော်တော်လေးကိုလန့်အောင်ပါပဲဗျသူ့ပြင်လည်းမရှိတော့ဘူးမြေကြီးလည်းမရှိတော့ဘူးရေခဲတွေကအပြည့် ပြီးတော့အကောင်ကြီးကြီးအဖြူကောင်လေးကသူ့လာတိုက်ခိုက်တယ်သူစားနေကြငားလည်းမရှိတော့တော်တော်လေးကိုခက်ခဲခဲ့တယ်ဗျကံကောင်းချင်တော့ဝုံဝုံကအသက်ရှင်ခဲ့ပါတယ်အသက်ရှင်အောင်ကြိုးစားခဲ့ပါတယ်တဲ့ဒီလိုနဲ့လူသားတွေကပဲပိုလာဝုံဝုံတွေကိုလိလစူးစဲနေတဲ့လူသားတွေကပဲဒီဝုံဝုံကတခြားတော့ပိုလာဝုံဝုံတွေနဲ့ကွဲပြားနေတာကိုသိရှိခဲ့ရပါတယ် ပိုလာဘဝုံတွေရဲ့စားတော့ဘပြုတ်မှုဘနေထိုင်ပုံတွေနဲ့ကွဲပြားနေပြီးတော့ဘနတမှုထူးခြားနေရဲ့အဲ့ဒါနဲ့တန်ရာရှိလို့စစ်ကြည့်တဲ့အချိန်မှာဒီဘဝုံကပိုလာဘဝုံမဟုတ်ဘဲနဲ့ရိုးဘဝုံဖြစ်နေတာကိုတွေ့ရှိရပါတယ်။အဲ့ဒါနဲ့လူသားတွေကပဲမီးစေးထိုးပြီးတော့သူ့ရဲ့တော်တွေကိုပြန်ပုတ်ခဲ့ပါတယ်ပေါ့နော်။ဘဝုံကြီးကတော့အင်ပြန်ရောက်ခဲ့ပါတယ်။ဒါပေမဲ့သိမှတ်ကြပါဘူး။2022ခုနှစ်မှာထပ်ပြီးတော့အလက်စကာမှာတဲ့သူကလူတွေကထပ်တွေ့ရှိခဲ့တယ်ပေါ့နော်။တွေ့ရှိခဲ့တဲ့အချိန်မှာအာနာပိုင်တွေကိုပို့ဆက်ကြောင်းကြားရတယ်ပေါ့နော်။ပိုလာဘဝုံတစ်ကောင်က ဒီတော်ရဲကိုရောက်နေပါတယ်ပေါ့ပြန်ပို့ပေးပါပေါ့နော်အဲ့ဒါနဲ့အလက်စကာလူတွေကလည်းချက်ပြီးတော့ဒီဝတ်ပုံကိုအာတိတ်ကိုပြန်ပို့ခဲ့လို့သိရှိရတယ်ဗျအဲ့လိုနဲ့တွားလိုက်ပြန်လိုက်ကနောက်ထပ်နှစ်ခါစုစုပေါင်း၃ခါလောက်ကိုထပ်ဖြစ်ပါတယ်ပြီးတော့ကျွန်တော်ကောလာဟလာတစ်ခုကိုဖတ်ပူရာကြတော့အဲ့ဝတ်ပုံကိုရဲ့နောက်ပိုင်းကျတော့ဆေးတုပ်တယ်ဆေးတုပ်တဲ့အချိန်မှာရဲ့စေးတုတ်တဲ့အရာကပြေသွားတဲ့အချိန်မှာထပ်ပိုးခံရတယ်လို့သိရှိရတယ်ဗျ။နောက်ပိုင်းမှာဒီဘုံဘုံကြီးခောက်တော့ခောက်ပြန်ဖြစ်နေရအောင်တည့်ရတဲ့အချိန်မှာ ီဘိုးဝင်ကြီးကိုတော်ရဲကိုမလွတ်တော့ဘူးဗျလူရရဲ့ထိန်းသိမ်းဆော့ရှော့မှုမှာပဲထားခဲ့ပါတယ်တော်ရဲမှာလို့တော့လွတ်လွတ်လပ်လပ်သွားလို့မရတော့ဘူးပေါ့ဒါပေမဲ့ရေခဲတိုက်မှာထပ်တော့ပို့ပြီးတော့တားမယ်ထင်တာပဲဗျဒါကတော့လူတွေရဲ့ ecosystem ကိုဝင်နှောက်ရှက်နေတဲ့ဟာတွေပြီးတော့တရိတ်ဆန်တိုင်းမှာအဖြူမျိုးနဲ့ရှိတဲ့ဟာကိုတိဖို့အတွက်သင်ငန်းဆိုင်ရရှိခဲ့တာပေါ့နော်။ဟုတ်ကဲ့ပါဒီဘဝဝင်ကြီးကတော့အခုလောလောဆယ်တော့လူတွေရဲ့ထိန်းသိမ်းဆော့ရှော့မှုမှာရှိတယ်လို့သိရှိရပါတယ်ဗျ။ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်။